အင်မတန်မှဒီအစွဲဆိုတာလည်းကြောက်စရာကောင်းတယ်ဆွဲမှမသိဆွဲနေတယ်ဒါကြောင့်မလို့အစွဲလန်းရှိတာဒီကြောင့်မလို့တချို့ဆိုရင်ပြေးသွားလို့ရှင်အိမ်မော်ကမဆင်းဘူးဆိုတာအဲ့ဒါအစွဲလေးတွေကြောင့်ဖြစ်တာနော်အစွဲလေးတွေကြောင့်ဖြစ်တယ်ဘုန်းကြီးတို့မလေးရှားသွားတော့ဒီခါတော့ဓမ္မဆာလာဆိုတဲ့ရက်ွက်ဘုန်းကြီးတို့ပြင့်တဲ့တကာကညချင်းမို့ဆိုပြီးတော့အဲ့ဒီအိမ်ကိုလိုက်ပို့ အိမ်ကဘယ်သူမှမနေဘူးတထေးတွေနေတဲ့ရက်ွက်ပဲဓမ္မဆာလာဆိုတဲ့ရက်ွက်မှာအိမ်နံပါတ်85အိမ်နဲ့ဝင်တော့ဘူးမှလည်းမရှိဘူး။ပဝန်းကျင်အိမ်ကတော့လူတွေရှိတယ်။ကြည့်လိုက်တော့ဘုန်းကြီးကဒီအိမ်ကြီးရဲ့အကုန်လုံးတယ်လီဖုန်းတွေလည်းရှိတယ်။နော်။တယ်လီဗီရှင်းတွေလည်းရှိတယ်။အကုန်လုံးဆင်းသင်းရှိတယ်။သို့တော်လူတယောက်မှမနေဘူး။ ။ဒါကြီးက ghost house မြန်ဖြစ်နေမလားလို့။တန်ဖျားဖြစ်ဖြစ်ထာနဲ့စိတ်ထဲမှာမတင်ငါဖြစ်တော့ဝင်သွားကြတယ်ပရိတ်ရွပြီးတော့ဝင်သွားလိုက်။သူတို့လည်းမပြောဘူးပေါ့။အဲဒီမှာဘုန်းကြီးတို့အခန္ဓာကံဖွင့်ပြီးတယ်။အခန္ဓာကံအခန္ဓာကံမှာထား။အဲ့ဒီအခန်းထဲရောက်တဲ့အခါကျတော့နိဗ္ဗာန်ဘုန်းကြီးနဲ့အတူတူသွားကြတာခြေရင်းလက်နာမနေတော့ခန္ဓာကလည်းဖွင့် ပြင်မကတကားလေးတွေဖွင့်လိုက်တဲ့အခါကျတော့အိမ်နီးချင်းကလူတွေကချောင်းကြည့်ကြတယ်ဒီအိမ်မော်ကအသံမလန်နေကြတော့ချောင်းကြည့်ကြချောင်းကြည့်တော့ပို့ပြီးတော့မတင်တာဖြစ်သွားမတင်တာဖြစ်တော့ဒါ ghost house ဖြစ်လိုက်မယ်ထင်တယ်လို့အဲ့ဒါလို့ပိရိတွေဘာတွေထားရောပြီးတော့တတိနဲ့အိတ်ကြညကြတော့ဂျပန်တယောက်နဲ့တရုတ်လူမျိုးတယောက်ဘုရားဘာသာရင်ရောက်လာကြတယ် 10နိုင်လောက်ရောက်လာပြီးတော့သူတို့မေးတဲ့မေးခွန်းလေးတွေဖြေလို့17နိုင်လောက်ရောက်တဲ့အခါကျတော့အဲ့ရဝိညာဉ်ဘာမှထူးထူးခြားခြားတော့မဖြစ်ဘူးမနဲ့အဲ့ရထတာ9နိုင်လောက်အဲ့ရထပြီးတော့တွိုင်းလက်ထဲဝင်ဝင်ပြီးမျက်နှာပါတစ်ပြီးတဲ့အခါပြန်ထွက်တော့အဲ့တွိုင်းလက်တကားကနေကြီးနဲ့ဆိုပြီးတော့ချောင်းဆိုပိတ်အခြေတဲ့ကလောချပြီးတော့ဘုသီးနဲ့လောချပြီးသားဖြစ်သွားအဲ့ဒါတခုထူးထူးဆန်းဆန်းတော့ဖြစ် ဲ့ဒါနဲ့သောရှာပြီးတော့ဖွင့်ရတယ်။ဒါကိုလည်းလောမချပဲနဲ့အတွင်းထဲကဘူးသီးဆိုဘူးသီးလေးနှိပ်လိုက်လို့သောကြသွားတယ်နိ။အဲ့ဒါနဲ့အာယုံစားဖို့သူတို့မနဲ့လာပေးတဲ့အခါကျတော့နေပါအောင်အဲ့ဒီအိမ်ကြီးက ghost house ကြီးလို့ဆိုဟုတ်တယ် ghost house အင်းရှင်ယောက်ျားကဆုံးသွားတာတဲ့ဆုံးသွားကြတဲ့အဲ့ဒီအိမ်မှာညညာဆိုရင်မိတွေဖွင့်တာတို့ဘာလို့ဒါတွေလုပ်တယ်ပေါ့တယ်လီဗီရှင်းတွေဖွင့်ထားရင်လည်းပိတ်တယ်ပိတ်ထားရင်လည်းဖွင့်တယ်မိဖွင့်ထားရင်လည်းပိတ်တယ် ဲ့ဒါလေးကြောင့်မလို့အင်ရှင်တွေမနေရဲလို့တခြားပြောင်းသွားကြတယ်တဲ့အဲ့ဒါလို့ကြုံမဲ့မှုနဲ့အဲ့ဒီခုချိန်ဒီမှတ်မိသေးတယ်အဲ့ဒီ62ခုနှစ်ကမလေးရှားဥစဉ်တပါပြင်နာနေတရားဟောရင်အဲ့ဒီကိုရောက်အဲ့ဒါ goal ဆောင်ဘာဖြစ်လို့အဲ့ဒီအိမ်မှာသူဖြစ်လဲဆိုရင်ခုနကဆွဲလမ်းမှုဆိုပြီးဥပါဒဥပါဒရှင်ဖြစ်တဲ့ ဒါကြောင့်မို့ဥပါဒနာပိစေယဘဝလို့ပြောနော်ဆွဲလန်းတာတခါတလေဆွဲလန်းတယ်ဆိုတော့ကိုယ့်ကိုယ်ကိုယ်တောင်ဆွဲလန်းမှမသိဆွဲလန်းနေတတ်တယ်ကိုယ်ကတော့မဆွဲလန်းဘူးလို့ထင်နေတာဆွဲလန်းနေတတ်တယ်အဲ့ဒီဆွဲလန်းတာဟာပြင်းထန်တဲ့တဏှာကိုပြောတာတဏှာပါသည့်အတွက်ကြောင့်တခါတခါဆွဲလန်းမှုတွေပါတော့ဆိုမှားရွေးတဲ့အမြင်တစ်ခုအနေနဲ့ဆွဲလန်းမှုဖြစ်လာတယ်ဒါကြောင့်မို့အယူဆတရားဆိုတော့ပြောင်းမှုအမြဲတမ်းခဲနေတယ် လူတယောက်ရဲ့အမြင်တစ်ခုပြောင်းဖို့ဆိုအမှန်တန်ခဲ။ဘာဖြစ်လို့လဲဆွဲလန်းတဲ့အဲဒါကြောင့်မို့ဥပါဒံဆိုတာတရားကိုအမြင်ပြောမယ်ဆိုရင်တဏှာနဲ့ဒိဋ္ဌိဒီနှစ်ခုပြော။အဲ့ဒီဥပါဒံရှိရရှိသည့်အတွက်ကြောင့်ဘဝဆိုတာဖြစ်လာတာလို့ဒီလိုရှင်းပြောနော်။အော်စဉ်းစားကြည့်လိုက်တော့အော်ဘဝဆိုတာဖြစ်ရတာလေအစွဲလန်းလေးပေါ်မှာအခြေခံတာပါလားလို့မြင်လာတယ်။ထိုးထိုးထွင်းထွင်းသိလား။